လိုအလုံးမဲ့မင်္ဂလာပါစီမီဗျူးကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ရူဘင်မော်ရီမန်ချက်စတာယူနိုက်တက်ကိုရောက်ခဲ့တာအခုဆိုရင်တစ်နှစ်ပြည့်ဖြစ်တယ်။ဒီအချိန်မှာဒီ Athletic ကနေရူဘင်မော်ရီတစ်နှစ်ပြည့်သွားတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ကိုကာရူဘင်မော်ရီကိုဘာကြောင့်စိတ်ဝင်စားခဲ့လဲဘာကြောင့်ခေါ်ယူခဲ့တာလဲသူ့မတိုင်ခင်မှာဘယ်နည်းပြတွေကိုသူတို့စဉ်းစားထားတာလဲအနည်းပြတွေနဲ့ဘာကြောင့်မဖြစ်ခဲ့တာလဲပြီးတော့ကစားသမားခေါ်ယူမှုတွေမှာပထမဆုံးရသည်ကသူတို့ဘယ်လိုလုပ်ခဲ့တာလဲ စသဖြင့်အဲ့တန်ကိုဘလို့ထုတ်ခဲ့တာလဲစသဖြင့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောသွားတာမျိုးအဲဒီဆောင်းမတဘုတ်ထွက်လာတယ်အဲ့ဒီဆောင်းမမှာတချို့ရောက်လာတဲ့တီဗီသားဖြစ်တဲ့တချို့အကြောင်းအရာတွေကခုမှသိရတဲ့အကြောင်းအရာဖြစ်တယ်အဲ့တော့ဒီကိစ္စလေးကိုကျွန်တော်ပြန်လည်ပြီးညောက်ပြီးသွားမှာဖြစ်တယ်အရင်ဆုံးတော့ဒီမေလမေလ၁၄ရက်၂၀24မှာ Manchester United က Crystal Palace ကို၄ဂိုးပြန်နဲ့ရှုံးတယ်ဒီကကနောက်ဆုံး၈ပွဲမှာတပွဲပဲနိုင်တဲ့အနေအထားဖြစ်သွားတော့ Manchester United က Africa ကိုသွားနေ Africa Final ကိုတက်သွားပြီးဖြစ်သည့်တိုင်အောင် United ဘက်ကအကြီးပိုင်းတွေကဒီအဲတန်းနဲ့အဆင်ပြေပါမလားဆိုပြီးစိုးရိမ်မှုတွေရှိလာတယ်။ဒီပဲလေးကိုရှုံးတယ်ပြီးတော့ Confederacy City ကို Efficacy Final မှာ Penalty နဲ့နိုင်တယ်။ Championship တွေ Brady ရဲ့နိုင်တာဆိုတော့ဒီဒီနည်းပြနဲ့တော့ငါတို့ဆက်သွားလို့မဖြစ်တော့ဘူးဆိုပြီးသူတို့ကဆုံးဖြတ်စဉ်းစားထားတာလေးစဉ်းစားဖို့ဖြစ်ထားတာလေးရှိတယ်။အဲ့တော့နည်းပြပဲနည်းပြတွေသူတို့ဒီအဲတန်းမရှိခင်ဆက်ခေါ်မယ်ဆိုပြီးသူတို့နည်းပြတွေစဉ်းစားတယ်။စဉ်းစားတော့ အချက်လက်တွေပေါ်မူတည်ပြီးစဉ်းစားတယ်သူတို့သွားခြင်းတဲ့ပုံနဲ့အချက်လက်တွေမူတည်ပြီးစဉ်းစားတယ်မန်ချက်စတာယူနိုက်တက်မှာရှိတဲ့အချက်လက်စင်တာကလည်းပြီးပြည့်စုံခြင်းတော့မရှိဘူးပြီးတော့အပြင်မှာပြင်ပလောကမှာထွက်နေတဲ့နီးပြတွေကိုလည်းပဲယူနိုက်တက်ဘက်ကတကယ်တကယ်နဲ့စိတ်ဝင်စားမှုမရှိဘူးဒီဒီယူနိုက်တက်ဘက်ကဆိုတာထက်ကိုဒီဟို decision maker တွေပေါ့နော်ဆုံးဖြတ်နိုင်ခွင့်ရှိသူတွေအဲ့လူတွေကိုစိတ်ဝင်စားတာမရှိဘူးမဟုတ်မဟုတ်ခဲ့ဘူးပေါ့နော်ဆိုတော့ Manchester United ဘက်ကအဓိကဟိုတည်တာတော့433နဲ့ကစားမယ်အဲပြီးများလေးအတွေ့အကြုံရှိရမယ် ဲဒီ imposition နဲ့ opposition ဘောလုံးပိုင်ဆိုင်ခြင်းနဲ့ဘောလုံးမပိုင်ဆိုင်ခြင်းမှာသူတို့ကစားခြင်းနဲ့ပုံစံတိုင်းနဲ့ကစားတဲ့နည်းပြမျိုးကိုသူတို့ကလိုချင်တဲ့အဲ့လိုအဲ့လိုနည်းပြမျိုးကိုသူတို့ကစဉ်းစားထားတယ်ပေါ့အဲ့တော့ဒီထဲမှာ6ယောက်ထွက်လာတယ် candidate အဲ candidate ပေါ့နော်ဒီသူတို့ခေါ်မယ်ဆိုစဉ်းစားထားတဲ့အထဲမှာ6ယောက်ထွက်လာတယ်အဲ့အဲ့6ယောက်က Tomato Duke ဒီဇာဘီပိုချက်တီနို Thomas Frank, Marco Silva နဲ့ Graham Potter တို့ဖြစ်တယ်။ဒီ6ယောက်ဒီ6ယောက်ထဲမှာတော့အဓိကသူတို့လိုချင်တာကတော့ Thomas Tuchel နဲ့ဒီ Disaavi ပေါ့နော်။အဲတခြားသူတွေလည်းပဲသူတို့ချိဆက်မှုလေးတွေရှိတယ်။အဲဒီဒီပြတွေသူလိုကိုယ်တိုင်ဖြစ်စေဒီ online ပေါ်တွေဖြစ်စေချိဆက်မှုလေးတွေရှိတယ်။အဲ့တော့ Ruben Moreira ဒီ list ထဲမှာမပါဘူး။ဆိုတော့ Jason Wicke ရဲ့သူ့ရဲ့အဆက်အသွယ်တွေကဒီ now နာမဲ့ ခင်မှာနီးပြကြီးဖြစ်လာတဲ့နီးပြတွေထဲမှာဘယ်သူတွေပါလဲဆိုပြီးသူတို့နာမည်တွေထုတ်ပြီးတဲ့အချိန်မှာဒီရူဘင်မော်ရင်ရဲ့ဒီဘိုလောနာမှာအဲကောင်းကောင်းတော်တော်အဆင်ပြေတဲ့တီယိုကိုမော်တာမကြခင်တော့ဂျူမင်တက်ကိုသွားတော့မှအဲ့အချိန်တော့အဲ့ဒီအနီးပြနှစ်ယောက်ကသူတို့ပြောရတယ်ပါလာတယ်ဆိုတော့ရူဘင်မော်ရင်နဲ့ပတ်သက်ပြီးတော့ဒီဂျေဆန်ကြီးကအဲအတွင်းမိုင်းကိုနည်း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 ချိတ်ဆက်ကြည့်တယ်နည်းနည်းစကားပြောကြည့်တဲ့အချိန်မှာသူသဘောကျတယ်ဒါပေမဲ့ရူဘင်မော်ရင်နေနဲ့ မန်ချက်စတာယူနိုက်တက်ကိုအခုချိန်မှာသွားမယ်ဆိုရင်ကြီးမားတဲ့အဆင်ယူတက်မှာဖြစ်တဲ့အတွက်သူတို့အဆင်မပြေနိုင်ဘူးလို့သူကတော့ဆုံးသူကတော့အချိန်မှာဆုံးဖြတ်တယ်။ဘာကြောင့်လဲဆိုတော့မန်ချက်စတာယူနိုက်တက်ကအချိန်မှာဒီပန်ရှင်သစ်အဖွဲ့စည်းသစ်ပြီးတော့ဒီ FFB ကိစ္စတွေဒီအထက်မှာငွေကြေးပိုင်းဆိုင်ရာတင်းကျပ်မှုတွေကြောင့်အလုတ်ချင်တယ်လို့လို့မရတဲ့အချိန်တွေမျိုးမှာ remote နေနဲ့တစ်ခါရောက်သွားနိုင်တယ်ဆိုပြီးသူတို့က remote ရောမစင်စားခဲ့ဘူးပေါ့နော်ဆိုတော့ပြီးတော့ဒီ infrastructure ဘိုင်းမှာလည်းဒီ ဝင်အဲလူကျင်ဝင်နေပြင်ဆင်လာရေးစသဖြင့်အိစာရှိနေတော့ memorial သူတို့လောဆက်တော့မစင်လာလေဘူးဆိုတော့ဒီတဲ့ကနေ listen ထွက်လာတဲ့ tomato k နဲ့ disa ပြီးပြီးဆုံး tomato k ကိုသူတို့မေလမေလထဲမှာသူတို့တွေ့တယ်တွေ့တယ်ဆိုတော့ဒီ africa final ပြီးနှစ်ပတ်အကြာမှာမူနာကိုမှသူတို့သွားတွေ့တယ်သွားတွေ့တော့အဲအဲ့ africa မှာတခါကနိုင်ပါပြီသွားတွေ့တယ်သွားတွေ့တယ်ဆိုတော့သူတို့ agreement မရခဲ့ဘူးအဲ သဘောတူညီမရခဲ့ဘူးသူတို့စကားပြောတာအဆင်ပြေခဲ့တယ်မသဘောတူညီမရခဲ့ဘူးအကြောင်းကတော့တော့တော့မတူခင်နေတဲ့အချိန်မှာသူအနာယူနေသေးတယ်ယူနိုက်တက်နီးပြရာပြီးကိုသူယူဖို့အဆင်သင့်ဖြစ်မနေသေးဘူးသူဘိုင်ယန်မှာသူအဆင်မပြေခဲ့တာတွေအတွက်ခဏတော့အနာယူမနီးပြတော့ပါလေပြန်မလာသေးဘူးအဲ့ချင်းတော့သူကတော့မတူခင်အဲ့လိုဖြေခဲ့တယ်ဒီဇာဗီကျတော့ဒီဒီမန်ချက်စတာယူနိုက်တက်ဘက်ကနေပြီးတော့တင်းတင်းလျှောက်ပတ်တဲ့ပမာဏနဲ့ကန်လန့်နဲ့အဲ့ပမာဏကိုဒီဇာဗီဘက်ကညှင်းဆိုတယ်ညှင်းလဲညှင်းပြီးရဲ့နောက်ပိုင်းမှာဒီမန်ချက်စတာယူနိုက်တက်ကနေပြီးတော့ okay ငါတို့ဆက်မလိုက်တော့ဘူးဆိုသူတို့ရက်ထားလိုက်တယ်ကျွန်တော်အမှနီးပြတဲ့ကိစ္စကတခါတစ်စခန်းရက်သွားတစ်စခန်းရက်သွားတော့သူတို့အဲဒဟန်နဲ့ဆက်သွားဖို့တဲ့သူတို့စဉ်းစားတယ်ဒါပေမဲ့ပြဿနာအဲဒဟန်နဲ့ဒီအာသူတို့ကြားတဲ့ဆက်ဆက်ရေးကမကောင်းတော့ဘူးအဆင်မပြေမှုတွေရှိနေတယ်ဆိုတော့အရင်ဆုံးသူ့ရှိရောအဲဒဟန်ဒီအပျော်ခီးသွားနေတာကိုလိုက်သွားတယ်လိုက်သွားပြီးတော့သူတို့တွေ့တယ်တွေ့ပြီးတော့အာဒီစာချုပ်တံတိုးပြင်မယ်တော့ ောက်ရတန်းတိုးပေးမယ်အကြောင်းကတော့ဆောက်တန်းတိုးပေးရတဲ့အကြောင်းအရာကတော့ဒီသူကစားသမားတွေပေါ့သူရဲ့လုတ်ပိုင်ခွင့်ပို့ပြီးအဲတန်းကလုတ်ပိုင်ခွင့်ပို့ပြီးများလာအောင်ဒါပေမဲ့ဒီသူရဲ့နီးပြအဖွဲ့ဝင်တွေကိုသူ short တင်တာကြီး short မယ်အဲစသဖြင့်သူတို့ကြားထဲမှာသဘောတူညီမှုလေးတွေလုတ်ပြီးတော့သူတို့ဆက်သွားလိုက်တယ်အဲ့တော့အဲတန်းနဲ့သူတို့ဆက်သွားတယ်ပေါ့နော်ဒီရာသီမှာသူတို့ကစားသမားခေါ်မှုတွေကတော့ သူတို့ရနိုင်တဲ့သူကိုပဲသူတို့ခေါ်ခဲ့တာသူတို့လိုချင်တာဆိုတာကိုသူရနိုင်တဲ့သူပဲသူခေါ်ခဲ့တာအဲ့တော့အအကြောင်းအဲ့တော့ဘသူကိုစာပြောလို့ရမလဲဆိုတော့သူတို့အမရဘက်ကိုသူတို့အမရဘက်ကသူကဆက်နေနေတယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ဘက်ကဒီမန်နူယယ်ဥကာဒီကိုရနိုင်တယ် PSG မှာသူနေရာများတဲ့မန်နူယယ်ဥကာဒီကိုရနိုင်တယ်ဒီနာမည်ကြီးတဲ့နီးပြတွေကလည်းဥကာဒီအနေနဲ့ယူနိုက်တက်မှာကောင်းလာနိုင်တယ်ဆိုပြီးတော့သူတို့ recommend ပေးတဲ့အတွက်ကြောင့်သူတို့ဥကာဒီကိုခေါ်ခဲ့တယ်အဲဇက်စီက ဘူလွန်နာမှာသူတင့်တင့်လှောက်လှောက်ပတ်တဲ့ဟိုဟာ really close ပေါ့နော်ဒီဆက်ဆက်ရုပ်ကတင်းရှိတယ်အဲ့တော့ဇက်စီးကိုခေါ်တယ်နောက်ထပ် delete နဲ့ mezzo ကြတော့လဲဘိုင်ယန်နေပြီးဈေးတက်တက်တာနဲ့ euro 160နဲ့နှစ်ယောက်လုံးရမယ်ဖြစ်တော့တဲ့ကြောင်းအစင်းနဲ့ခေါ်လိုက်တယ် euro တယောက်ကတော့သူတို့နာခတ်မှာကောင်းလာနိုင်တယ်ဆိုပြီးတော့ real madrid နဲ့ head to head ရှင်ပြီးတော့သူတို့ရအောင်ခေါ်ခဲ့တာပေါ့ပြင်သစ်သားကိုပြင်သစ်သားကိုရအောင်ခေါ်ခဲ့တယ်အဲ့တော့ဒီ euro ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ရေဒါထဲမှာရေဒါထဲမှာရှိပြီးသားဒါပေမဲ့တခြားလူတွေကတော့သူတို့ဟိုအခွင့်အရေးအောင်ခေါ်လိုက်တဲ့သဘောမျိုးနည်းနည်းစံတယ်ပေါ့ဒါပေမဲ့အဲ့ဒီအပြောင်းရွှေ့ပြီးဒီ February လောက်ကြာကမှနောက်လာတဲ့အပြောင်းရွှေ့တွေကြမှာမန်ချက်စတာယူနိုက်တက်ကသူတို့လိုချင်တဲ့သူတို့သူတို့အချက်လက်ပိုင်းဆိုင်ရာအခြေခံပြီးသူတို့ခေါ်သွားတာပုံမှန်ကိုညာနဲ့အန်ဘူဘိုဆိုသူတို့ February ရဲ့ခေါ်ခေါ်မယ်ဆိုပြီးတော့သူတို့ဆုံးဖြတ်ခဲ့ပြီးသားလို့သိရတယ် အဲ့အဲ့အချိန်တော့ Omar Brother ဂျူလိုင်23မှာသူကစပြီးတောင်းရင်ယူတာဆိုတော့သူတို့ဘာမှလုပ်ချင်လည်းမရသေးဘူးပေါ့နော်သူတို့အဲ့ရတီကို Air Dan နဲ့သူတို့ဆက်သွားလိုက်တယ်ဒါပေမဲ့ October လရတဲ့ရောတော့ Air Dan ကအဆင်မပြေတော့အဲ့ challenge တွေလည်းနည်းနည်းဆိုးရလာတယ်ဆိုးရလာတယ်ဆိုတော့ဒီအဲဒီ iOS ဘက်က သူတို့ meeting တွေခေါ်တဲ့ငါတို့ air time နဲ့ဆက်သွားလို့မရတော့ဘူးအဲ့တော့နီးပြစ်နေနေဘယ်သူတကယ်ဒီတစ်ခါတော့တကယ်ရွေးမှရတော့မယ်အော်အရင်တော့လို list ချရလို့မရတော့ဘူးဆိုရွေးခဲ့ပြီးတော့သူတို့အဲ့တန်းကိုထုတ်ဖို့စဉ်းစားတယ်အဲ့တော့က contract မှာသူသူတို့သူတို့အဲ့တန်းကစာချုပ်မှာသူတို့ဘယ်လောက်ရောရေးပေးရမလဲဆိုတာသူတို့ရှာနီးဘယ်လောက်ဒီဘလို့ဘလို့ဖြတ်သိမ်းရမလဲဆိုတာသူတို့နီလန်းရှာတယ်ပြီးတော့ Mr. Ryan ကိုသူတို့ယာယီနီးပြခံမယ်ဒါပေမဲ့သူတို့အမြင်မှာ Mr. Ryan က အဲပရိသတ်ကချစ်တယ်ဆိုပေမဲ့ဒီ full time နီးပြအနေနဲ့အများနဲ့နီးပြအနေနဲ့သွားမယ်ဆိုရင်သူကအဲအတွေ့အကြုံမရှိသေးဘူးလုံလောက်မရှိသေးဘူးဆိုပြီးသူဆုံးဖြတ်တဲ့အတွက်ကြောင့် Mr. Ryan ကိုထားခဲ့တယ်ဆိုတော့နောက်ဆုံးကျ Ruin Morning ကိုသူတို့ဟိုရွှေ့ချယ်ဖို့ဖြစ်လာတယ်ပေါ့နော်အဲတော့ Ruin Morning ကလကဘလောက်တောင်းလောက်လဲသူ့ကို supporting ကိုသူတို့ယောက်ျားဘလောက်ဘလို့ပေးရမလဲဘယ်အချိန်မှာသူတို့ခေါ်လို့ရမလဲဆိုတာသူတို့ သူတို့စဉ်းစားရပါစဉ်းစားတော့ Omar Brada ကတော့သူက Man City မှာတော့ဒီကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးစာချုပ်ကိစ္စတွေမှာသူကအကျွမ်းတွင်ရှိပြီးသားဆိုတော့သူက Ruben Morin ရဲ့ဒီဟိုဟာကိုအဲ agent ကိုသူသူချိတ်ဆက်တဲ့အချိန်မှာတော့ agent ကပြောပြတာ Euro Sporting Euro 7နဲ့ဟိုလိုလိုက်ရသူတို့စာ ဆိုင်ဆိုင်ဖက်တဲ့ရယူဆက်တမ်းရှိတယ်အဲပီရူရူမော်ရီနေနဲ့လဲမန်ချက်စတာနဲ့ကိုလာကျင်တယ်ဆိုပြီးအချိန်အားသူကပြောခဲ့တယ်ဆိုတော့အဲပထမဆုံးအနေနဲ့အမော်ရင်ကိုဒီစီဗီလာမှာပထမဆုံးတွေ့တယ်တွေ့တော့ဒီအချိန်မှာတော့ဒီဂျေဆင်ဝီကော့တို့ဟောအိုမာဘရာဒါတို့ဒန်ဟုဒန်အက်ဒန်အက်ဆွတ်တို့လည်းပါတယ်ရူမော်ရီအနာကကွင်းတစ်ကွင်းမှာကစားနေရကစားနေရင်လည်းသူက2နာရီလောက်ကားမောင်းပြီးရောက်လာဘာလို့ဟိုလူတွေကတော့သူကတော့ private jet နဲ့အဲ့ပါသွားပြီးစုံရတယ်သူတို့9နာရီကြာသူတို့ဆွေးနွေးတယ် ွေ့နွေးတဲ့အချိန်မှာဒီမန်စတန်လည်းပဲအကြီးပန်းနေပြီးရူရင်မော်ရင်ရဲ့ idea တွေသူပြောဖို့ဆိုဖို့မျိုးသူတို့ကသဘောကျသွားတယ်ရူရင်မော်ရင်ကရှင်းတယ်သူကသူကတော့ဘက်ထရီနဲ့ကစားမယ်၃ရက်တဲ့နောက်တန်းနဲ့ကစားမယ်သူ့ရဲ့ဒါပေမဲ့သူ့ရဲ့ new view ဟာကပြုပြင်ပြောင်းလဲလွယ်တယ်သူ့အသင်းမှာဆိုရင်နေရာစုံကစားနိုင်တဲ့ကစားသမားတွေ first time player တွေပေါ့နော် first time player တွေလိုအပ်တယ်သူ့ရဲ့ system မကစားမယ်ဆိုရင်အဓိကအားဖြင့်တော့ဒီဝင်ကားဆိုတဲ့ဝင်ဘက်တွေလိုတယ်သာသဖြင့်သူကတော့သူ့ဟာကို အသေးစိတ်အတီအကြကိုရှင်းရှင်းလင်းလင်းသူရှင်းပြနိုင်တယ်ဒါဒီအကြောင်းကြောင့်ဒီအသင်းဘက်ကလူကြီးတွေကသဘောကျတယ်သဘောကျပြီးတော့သူကအဲသူ့ရဲ့စိတ်ခံစားချက်တွေသူ့ရဲ့နီးပြောင်းနဲ့ပတ်သက်ပြီးတော့ညံရင်ညံသွေးတွေစသဖြင့်သဘောကျတယ်ပြီးတော့ကစားသမားတွေကိုဆက်ဆက်ဆံပုံလူငယ်တွေဆက်ဆံပုံအဲဆက်ဆံရေးတိဆောက်ပုံအဲပြီးတော့ video analysis လုပ်တဲ့ပုံဗီဒီယိုတွေသုံးသပ်တဲ့ပုံပေါ့နော်စသဖြင့်ဒီအကြောင်းအရာတွေကို ဒီ Manchester တဲ့ဘက်အကြီးပိုင်းကသဘောကျသဘောကျဒါပေမဲ့ Real Madrid ရဲ့အဲ့ဒီ meeting မှာခဏခဏမေးတယ်ဘာလို့အခုလဲဘာလို့ငါ့ကိုရှာတီကုံမှမခေါ်တာလဲ तू ကတော့ဒီအရာတွေကို तू ဆက်ပြီးနေချင်သေးတယ်ဒါပေမဲ့ United United ဘက်ကတော့သူ့ရာသီလဲမှာခေါ်လိုက်တာကပြဿနာအကြီးတက်မယ်ဆိုတော့ तू သိတယ်ဒါပေမဲ့ဒီ9လကိုသူ့ကိုဒီ league အသစ်ကစားသမားအသစ်အဲဒီသူ့အထိုင်ကြအောင်ဗောဒီ9လောက်ဒီဒီလူစင်းမှာသူ့အထိုင်ကြအောင်ထားလိုက်မယ် ထားလိုက်တော့မှဒီဒီ၅လမှာတော့အဲ့ဒါကနောက်တစ်ချိန်မှာတော့သူတို့အသီးပွင့်ကောင်းနေခံစားရမယ်ဆိုပြီးသူတို့ခံဟိုသူတို့သူတို့ဆုံးဖြတ်ပြီးတော့ blue memory ကိုသူတို့ကြောင်းခေါ်မယ်အဲ့တော့အဲ့တော့ဒီ blue memory ကိုချက်ချင်းခေါ်မယ်ဆိုပြီးသူတို့ဆုံးဖြတ်ထားခဲ့ပြီ။ထားခဲ့ထားခဲ့ပြီ။အော်တိုဝါ25ရက်နေ့မှာတော့သူတို့အဲ့အဲ့တောက်ကြမှာသူတို့ဒီကိန်းကနန်းနေရာရောသူတို့ဆောက်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 ရန်နေရာရောသူတို့ရူမော်နေနဲ့သဘောတူညီမဲ့ တွေ့ရပြီးသားပြီးပါတော့စနေနေ့မှာ Manchester United ဘက်ကလိုတာဆို Remoring က CR Jet ဆိုတဲ့စကားကိုပဲလိုခဲ့တာပေါ့ဒါပေမဲ့ Amorin နေနဲ့က तू ကတော့ तू ကတော့ဟိုဟိုတုံဆိုင်နေရပါတော့ तू ကတော့မတိကြဘူးဘာလို့လဲဆိုတော့ तू က Sporting မှာຢာသီຢာသီကလည်းကောင်းနေပြီပွဲတိုင်းလည်းနိုင်ထားတယ်ຢာသီလည်းကြီးမှာ तू အသင်းပြောင်းဖို့လည်း तू သူမုံမီးရဖြစ်တယ်ဒါပေမဲ့နောက်တော့သူဒီဂျီဇင်ဝီကော့တော့သူဖုန်းခေါ်တယ်ဖုန်းခေါ်ပြီးသူ သူလာမယ်ပေါ့အာမစွေသူစုံမဲ့ချလိုက်တယ်ဒါပေမဲ့ဒီအခြေအနေတွေအားလုံးကအပြင်ပောက်ကိုဒီသတင်းတွေကလုံးဝပေါက်ကြားနေခြင်းမရှိသေးဘူးမန်ချက်စတာယူနိုက်တက်ကအဲ့အချိန်မှာဝက်ဆန်နဲ့သူတို့ကစားမှာလန်ဒန်မှာကစားဖို့ဆိုသူတို့စီစဉ်နေတော့မဲ့အဲ့ဒါအဲ့တန်ကနောက်ဆုံးပွဲဖြစ်လာမှာပေါ့နော်အဲ့အပွဲမှာသူတို့ဟိုသူတို့ရှုံးသွားတယ်ရှုံးသွားတော့ပရီးမီယာလိမှာအဆင့်၁၄နဲ့ရက်တီသွားရက်တီသွားပြီးတော့မန်ဒီမှာဒီအဲ့တန်ကိုအဲ့ အဲဒါကိုမင်းအိုမာဘရာဒါကနေပြီးတော့ဇာတူကနေပြီးတော့ဖြုတ်လိုက်ပြီးအော်တိုဘာ28ရက်မှာအဲဒီဒီအဲဒါကတော့ဒီသတင်းနဲ့ပတ်သက်ပြီးအရင်အဲတန်တော်ဖြစ်သွားတယ်ဗောနော်ဒီအဲ့အချိန်မှာရူရင်မော်ရင်ရဲ့အဲဒါစတင်ပြီးဗောအခက်ကရူရင်မော်ရင်ကတော့ခက်ရူရင်မော်ရင်ရဲ့ခက်ကတော့စတင်ပြီးဒါပေမဲ့စပိုတင်းနဲ့ပတ်သက်ပြီးသူတို့အာဖြစ်ရှင်းရမယ့်ကိစ္စတွေကရှိသေးတယ် ဒီလိုတကယ်တကယ်ခေါ်မယ်ဆိုတဲ့အချိန်မှာ Sporting ဘက်ကလည်းသူနည်းနည်းထပ်ပြီးတောင်းရင်လည်း Euro 10အပြင်သူတို့ဒီယာဒီလေကြီးမှာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းထပ်တောင်းရင်လည်းထပ်တောင်းရင်လည်းအချိန်မှာနောက်ပိုင်းတော့သူတို့ကိုယ်တိုင်တေချာကိုဆွေးနွေးပြီးတော့ဒီ Euro 10အပြင်ကိုနည်းနည်းထပ်ပြီးပေးခဲ့ရတယ်ပေးခဲ့ရတယ်ပေါ့နော်ဒါအဲ့နဲ့ဒါပေမဲ့အမောင်ရင်း Manchester United ကိုကင်မဲ့ အချိန်ဝင်လို့သူတို့အချိန်မှာတက်မှတ်ပြီးသွားပြီအဲ့မတိုင်ခင်မှာ sporting မှာနှစ်ပွဲကင်မယ် city နဲ့ပွဲ braga နဲ့ပွဲနှစ်ပွဲလုံးသူတို့လေးဂိုးသွင်းပြီးတော့အနိုင်ယူနိုင်ခဲ့တယ်ပြီးတော့ဒီ manchester united ကိုသူတို့သဘောတူညီထားတဲ့အတိုင်းပဲရောက်လာတယ်ပြန် november 17မှာသူပထမဆုံးစကင်ပြီးတော့အဒီနောက်ထပ်73ရက်အကြာ ipswich town နဲ့ပွဲမှာပထမဆုံး manchester united ကိုစပြီးကင်တွေ့သွားဖြစ်တယ်ဒါကတော့ဒီ rowing morning ဘလို manchester united နီးပြဖြစ်လာတယ်ကြားရတဲ့အကြောင်းအရာဖြစ်ပါတယ် အဲအဲ့တော့ကျွန်တော်တို့ထင်ထားတဲ့အချိန်ထက်စောပြီး remodeling ကိုလိုက်ခဲ့တယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်ပြီးတော့ Thomas Tuchel နဲ့ဒီစားပြီးတော့ Manchester United ဘက်ကတကယ်ကိုစိတ်ဝင်စားပြီးတကယ်လိုက်ခဲ့တယ်ဆိုပြီးတော့ပြောစားရှိတယ်ဒါတော့ဒီဒီ Athletic ကပေါ်ပြသွားတဲ့ဆောင်းပါဖြစ်ပါတယ်ဒီ Athletic ကပြောရရင်တော့ဒီ AI ကိုစနဲ့ချိတ်ဆက်မှုလေးတွေလည်းရှိတယ်သူတို့သူတို့သတင်းပေးသတင်းယူလည်းရှိပုံရတယ်ဆိုတော့သူတို့ကြီးရသတင်းတွေကအများအပြားတော့မှန်လားများပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ပြန်ပြီး share ရှင်းလို့ပြေးသွားတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဗီဒီယိုရဲ့သဘောကျတဲ့နှစ်နှစ်တက်တယ်ဆိုလိုက် subscribe လုပ်ပြီးတောင်းဆိုပါကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်